မင်္ဂလာပါခင်ဗျာကျွန်တော်တို့ချိရတဲ့မိသားစုတွေအားလုံးတို့ကျမ်းမာရေးနဲ့ပတ်သက်တဲ့သတင်းကောင်းလေးတစ်ခုကိုပြောပြပေးပါရစေအခုလာမယ့်ဂျွန်လ28ရက်နေ့မှာဆိုလို့ရှိရင်တော့မက်ဒီဂျန်နေဟက်ကဲနဲ့အိန္ဒိယနိုင်ငံမရန်ကိုအရှာဆေးရုံကြီးတို့ပူးပေါင်းပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဟောပြောပွဲအစီအစဉ်တစ်ခုကိုရန်ကုန်မြို့အလုံကမ်းနားလမ်းမှာရှိတဲ့ Zealous Hotel မှာမနက်9:00နာရီခွဲကနေပြီးတော့နေ့လယ်10:00အထိကျင်းပပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ် ဟုတ်ကဲ့ကျွန်မအခုမိတ်ဆက်ပေးခြင်းနဲ့မော်ရဂိုအေရှားစေယုံကြီးဟာအိန္ဒိယနိုင်ငံတဝမ်းမှာစေယုံကြီးပေါင်း၄ခုတည်ထောင်ထားပြီးတော့စေယုံကဒင်ပေါင်း1500ကျော်ရှိပြီးတော့နောက်ဆုံးမော်ခိမီဆက်ကရီယာရီနဲ့အတူကျွမ်းကျင်တဲ့ဂျမားရေးဝန်ထမ်းတွေကျွမ်းကျင်တဲ့အထူးကုဆရာဝန်ကြီးတွေကနေပြီးတော့နိုင်ငံတကာကလူနာပေါင်းများစွာကိုအောင်မြင်စွာနဲ့ကုသပေးလျက်ရှိပါတယ်။မရင်ဂိုအေရှားစေယုံကြီးဟာဆိုရင်အထူးကုဆန္ဒပေါင်းများစွာနဲ့ဖဲစည်းထားတဲ့အပြင်ကိုနိုင်ငံတကာအသိမှတ်ပြု JCI, NABH စတဲ့ လက်မှတ်ပေါင်းများစွာကိုလည်းရရှိထားတဲ့စေယုံကြီးတစ်ခုဖြစ်ပါရဲ့ရှင်။ဂျွန်လာ28ရက်နေ့မှာပြုလုပ်မဲ့ကျမ်းမာရေးဟောပြောပွဲအစီအစဉ်မှာဆိုလို့ရှိရင်တော့ဟောပြောပေးသွားမဲ့ဆရာဝန်ကြီးများကတော့အိန္ဒိယနိုင်ငံမှာအောင်မြင်မှုပေါင်းများစွာကိုရရှိထားတဲ့အထူးကုဆရာဝန်ကြီးများဖြစ်ကြတဲ့ဒေါက်တာပုနစ်စင်ဂလာနဲ့ဒေါက်တာမစ်ကူမာတို့ကနေပြီးတော့ကျမ်းမာရေးဟောပြောပွဲအစီအစဉ်မှာမိသားစုဝင်များအတွက်ကျမ်းမာရေးနဲ့ပတ်သက်တဲ့တည်ကောင်းစရာများကိုအကောင်းဆုံးဟောပြောပေးသွားမှာဖြစ်ပါရဲခင်ဗျာ။ဒေါက်တာပုနစ်စင်ဂလာဟာဆိုရင် အသိတဲကြည်လန်းကြောင့်နဲ့မိုးချိုအေးဆိုင်ရာကျမ်းမာရေးကိစ္စတွေမှာ15နှစ်ကျော်အတွေ့အကြုံရှိတဲ့ဝါရင့်အထူးကုဆရာဝန်ကြီးတဦးဖြစ်ပြီးတော့အသိကျမ်းမာရေးနဲ့အသိအစားထိုးခွဲစိတ်မှုဆိုင်ရာပညာရပ်တွေကိုဟောပြောပေးသွားမှာပဲဖြစ်ပါတယ်။ဒေါက်တာမင်းကူမဟာဆိုရင်သူရောဂါနဲ့ယူရင်းခြေစီအစားထိုးကုသမှုဆိုင်ရာပညာရပ်တွေမှာ14နှစ်ကျော်ကြာအတွေ့အကြုံရှိတဲ့ဝါရင့်အထူးကုဆရာဝန်ကြီးတဦးဖြစ်ပြီးတော့သူရောဂါနဲ့ယူရင်းခြေစီအစားထိုးကုသတဲ့ ညာရက်တွေကိုတိုင်းရင်ဟောပြောဆွေးနွေးပြီးသားမှာပဲဖြစ်ပါတယ်ရှင်။ဟောပြောပွဲမှာဆိုရင်လူကြီးမင်းတို့သိလို့တဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စရက်များကိုဆရာဝန်ကြီးများနဲ့တိုက်ရိုက်ဆွေးနွေးနိုင်မှာဖြစ်တာကြောင့်အသေးအစားထိုးကုသခြင်းဆိုင်ရာနဲ့ယိုးရင်းချင်းစီအစားထိုးကုသခြင်းဆိုင်ရာများကိုလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်ဆိုတဲ့အကြောင်းလေးဖိတ်ခေါ်ပေးရစီခင်ဗျာ။နောက်ထပ်သတင်းကောင်းလေးတစ်ခုလည်းရှိပါသေးတယ်။ ဒါကတော့ကျမ်းမာရေးဟောပြောပွဲအစီအစဉ်ကိုလာရောက်ကြတဲ့မိသားစုဝင်များအတွက်ကံစမ်းမဲ့အစီအစဉ်တွေလည်းပါဝင်သလိုနိုင်ငံခြားကိုတွားရောက်ပြီးတော့စေကူတလူသူများအတွက်ကိုလည်းအထူးကက်ရှ်ဘက်အစီအစဉ်တွေလည်းပါဝင်ပါတယ်။ဒါကြောင့်မို့လို့ကျမ်းမာရေးဟောပြောပွဲအစီအစဉ်မှာလာရောက်ပြီးတော့ပါဝင်ဆွေးနွေးလူသူများအနေနဲ့အခုပဲစီရင်ပေးသွင်းမှုအတွက်ဖိတ်ခေါ်ပေးရစီခင်ဗျာ။ ဂျွန်လာ28ရက်နေ့ရန်ကုန်မြို့ဇီလက်စော်တယ်မှာပြုလုပ်သွားမယ့်အကြမ်းမာရေးဟောပြောပွဲအစီအစဉ်အတွက်စည်ရင်းပေးသွင်းလို့သူများအနေနဲ့မက်ဆေ့ချ်များနဲ့တဆင့်ဖြစ်စီဒါမှမဟုတ်ဖုန်းနံပါတ်39965 3068 39869 3068 39 69 3068 39ဒီဖုန်းတွေကိုဆက်သွယ်ပြီးတော့အခုပဲစည်ရင်းပေးသွင်းနိုင်ပြီဖြစ်ပါကြောင်းတင်ဒင်းကောင်းလေးပေးလိုက်ရပါတယ်ခင်ဗျာ။